နဂါလိုပဲခေါ်ခေါ်ဒိုင်နိုဆောလိုပဲခေါ်ခေါ်ဒီတတ္တဝါတွေကနှစ်တန်းပေါင်းများစွာအကြာကကမ္ဘာပေါ်မှာကျန်လည်နေထိုင်ခဲ့ကြတာပါကံမကောင်းစွာနေပါပဲသိပ္ပံပညာရှင်တွေနဲ့မတွေ့ဆုံနိုင်ခဲ့မှသူတို့ကပြက်ွယ်သွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ရုပ်ကျွန်းတွေကတော့နေရာတချို့မှာပြောင်းလဲနေကြတာပါသိပ္ပံပညာရှင်တွေကကမ္ဘာပေါ်မှာနဂါတွေတည်ရှိခဲ့တဲ့ မူရင်းသက်တေထောက်ထားတွေကိုရှာတွေ့ခဲ့ကြပါတယ်။အာဖရိကကတတန်းအရေးဆုံးတွေကိုတွေ့ရဖို့အတွက်နောက်ဆုံးထိဒီကနေ့ရဲ့ top မြန်မာကိုကြည့်လိုက်ပါအောင်နော်။ subscribe နဲ့ comment လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။တေကြာထိန်းသိမ်းခံထားရတဲ့ဒိုင်နိုဆောသိပ္ပံပညာရှင်တွေကမကြသေးမီကမူလာတိုင်းကောင်းကောင်းတည်ရှိနေသေးတယ်။ Asteroid ကဘာကိုဝင်တိုက်တဲ့ချိန်လောက်ကအဲ့လိုခံမရတဲ့ဒိုင်နိုဆော6ရောက်ရုပ်ကျွမ်းတွေကိုရှာတွေ့ခဲ့ရပါတယ်။ Tesla Soros ရဲ့ခြေထောက်ကိုမြောက်တကိုတာ Technus ကရုပ်ကြွင်းရှာဖွေတဲ့ဆိုင်မှာရှာဖွေတွေ့ရှိခဲ့တာပါ။အဲဒီနေရာက Astar Right တရားမှုတွေရှိနေတဲ့ Mexico ပင်လယ်ကွေ့ရနေခန့်မှန်းခြေကီလိုမီတာ3000လောက်ရှိပါတယ်။ခြေထောက်ကိုအေးပြားနဲ့ဖုံးထားစေဖြစ်နေပြီးရှာဖွေတွေ့ရှိခဲ့တဲ့ဗြိတိရှားရှေးဟောင်းသုတေသနပညာရှင်တွေပြောတာကတော့တတဝါဆိုရင်တော့ Astar Right ကဘာကိုဝင်တိုက်ပြီး Dinosaur တွေကိုအဆုံးသတ်သွားစေခဲ့တဲ့နှစ်66တန်းအကြာလုံးကတိတ်ဆုံးခဲ့ပြီးမြေကြီးအောက်မှာရောက်နေခဲ့တာဖြစ်ပါတယ်။ ဒုဖော်မှုတွေကိုတော့ BBC documentary မှာ Dinosaur The Final Day with Source David and our borrow အစီအစဉ်အနေနဲ့ထုံးလင်းပြသခဲ့တာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကဒေတရိတ်ဆန်တွေအကြောင်းကိုအနည်းငယ်မျှသာသိရှိထားပြီးသူ့ရဲ့အရေးပြားကဘာနဲ့တူတယ်လဲဆိုတဲ့မှတ်တမ်းတွေလည်းမရှိပါဘူးရှင်။ ဒါပေမဲ့လည်းသူတို့ကသရိတ်ဆိုင်ရဲ့အရေးပြားတွေဟာအခုခေတ်ပုတ်တိမ်ညိုတွေလိုမျိုးအကျေးကွန်ပုံစံဖြစ်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ခြေတော့ကတန်ရှိနေတဲ့ခန္ဓာကိုယ်စီကနေလှင်မြန်စွာဆွဲဖြဲခရရတဲ့ပုံနဲ့တူပါတယ်။ခြေတော့ယောဂါဒါမှမဟုတ်ထန်ရှားတဲ့ယောဂါနဲ့ကပ်ရာတွေတော့မတွေ့ရပါဘူးနော်။ဒါကြောင့်သရိတ်ဆိုင်ကရုတ်တရက်တိတ်ဆုံးသွားခဲ့တယ်လို့ကောက်ချက်ချခဲ့တာဖြစ်ပါရဲ့ရှင်။နှစ်တန်းတရာတက်တန်းရှိနေတဲ့ဒိုင်နိုဆော ဒိုင်နိုဆောတွေကကမ္ဘာကိုနှစ်သန်းပေါင်းများစွာအုပ်စိုးခဲ့ကြတာပါ။သူတို့မှာပြန်တန်းနိုင်ပြီးအရွက်စားတဲ့အကောင်တွေကစားလို့မျိုးစိတ်အမျိုးမျိုးရှိကြပါတယ်။ကမ္ဘာတစ်ဝက်မှာရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်ကျင်းတွေရဲ့ကျေးဇူးနဲ့သိပ္ပံပညာရှင်တွေကသူတို့ရဲ့အကျင့်လက္ခဏာတွေကိုခွဲခြားနိုင်ပြီးသူတို့ရဲ့ဘဝတွေကိုပိုမိုကောင်းမွန်စွာနဲ့နားလည်နိုင်ပါတယ်။မကြာသေးခင်ကအိန္ဒိယရဲ့ Geological Survey က တိပ္ပံပညာရှင်တစုတစုဟာဆိုရင်တော့မဂါလိုင်းရာကအနောက်ကာစီတောက်ကုန်းတွေမှာလွန်ခဲ့တဲ့နှစ်တန်းတရာကဆော်ရိုပေါ့ဒိုင်နိုဆောရုပ်ကျွဲတွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အယိုးအဆနာတွေကို GSI ကြောက်ဖြစ်ရုပ်ကျွဲပညာဌာနခွဲကအတင်းတစ်ခုရဲ့ကွင်းစင်ခီးဆက်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မကြခင်မှာခြားပြတော့မယ့်ဒေရှာဖွေတွေ့ရှိမှုတွေကိုကြီးမားတဲ့ဆော်ရိုပေါ့တက်တွေရဲ့အစောဆုံးအစိပ်ပိုင်းတွေကတခုဖြစ်နေသတ်မှတ်ထားတာပါ။အဲ့ဒီမျိုးစိတ်တွေကိုဒိုင်နိုဆော်တွေထဲမှာအကြီးဆုံးလို့သတ်မှတ်ကြပါတယ်။သူတို့မှာရှေလီယားတဲ့လေပင်အမိနဲ့သေးငယ်တဲ့ဥကောင်ပြီးတော့ကြောက်တိုင်နဲ့တူနေတဲ့ခြေထောက်တွေရှိတာပါ။ မဂါလိုက်ရာတွေကဒိုင်နိုဆောရုပ်တွေကို2021ခုနှစ်မှာစတင်သတင်းပို့ခဲ့တာပါဒါပေမဲ့လည်းသူတို့ကိုသိပ္ပံနေကြအမျိုးအစားခွဲနိုင်လောက်အောင်လို့မူလတိုင်းကောင်းစွာရှိမနေပါဘူးရှင်ဆယ်စုနှစ်နှစ်ခုကြာမှာ GSR အဖွဲ့ကအရွယ်အစားမျိုးမျိုးရှိတဲ့အယိုးအပိုင်း25ခုကိုတူးဖော်နိုင်ခဲ့တာဖြစ်ပါတယ် ေဒီယာမှလေးလာဖို့အတွက်တိတ်ချမူလာအတိုင်းထိမ့်သိမ်းထားတဲ့အယူသုံးခုကိုစံအနေနဲ့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။သူတို့ကစံရိုးတစ်ခုကိုလေးလာဆန်းဆဲပြီးရနောက်အဲ့ဒါက55စင်တီမီတာရှိနေတဲ့ခြေလက်ရိုးဖြစ်တယ်ဆိုတာသတိပြုမိခဲ့ပါတယ်။သူတို့ကအယူတွေကိုအကွေအကောင်းနဲ့ဘေးဘက်ဖွံ့ဖြိုးမှုတွေကိုကြည့်ပြီးလေးလာဆန်းဆဲတာဖြစ်ပါတယ်။အယူတွေကဆော်ရိုဘော့အမျိုးအစားတစ်ခုစီကဖြစ်နေမယ်လို့သုံးသပ်ခဲ့ပါတယ်ရှင်။အင်္ဂလန်ကဒိုင်နိုဆောအယူ အင်္ဂလန်ကရှေးဟောင်းသုတေသနပညာရှင်တွေကလန်ဒန်သားမှာပထမအဆုံးရိုမန်ယုတ်ကျွေးမှုဆိုးတွေရဲ့ပစ္စည်းတွေဖြစ်နိုင်တဲ့ရှေးဟောင်းပစ္စည်းတခုကိုရှာတွေ့ခဲ့တာပါသုတေသနပညာရှင်တွေအရဆိုရင်တော့ Cambridge Investments partnership နဲ့ဒူဖို့ရီ program တစ်ခုမှာအလုံးလုံးနေတော့မှာရုပ်ကျွင်းဖြစ်သွားတဲ့ dinosaur ရိုးတွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ရှာဖွေတွေ့ရှိမှုတွေက Argan နဲ့ Savlina ကအင်ယာစီမံကိန်းတစ်ခုမှာဖြစ်ပါတယ်။အဖွဲ့ကရောမလူမျိုးတွေရဲ့ရုပ်ကျွင်းတွေကိုကားပါကင်နဲ့ခူရောင်တွေအောက်မှာတွေ့ရှိခဲ့တာပါ။သုတေသနပညာရှင်တွေက dinosaur ရုပ်ကျွင်းတွေကို Cambridge Shire မှာတစ်ခါတလေတွေ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီဒူဖို့တွေ့ရှိမှုတွေကဖော်ပြနေတာကဒီရိုးတွေကပထမဦးဆုံးရုပ်ကျွင်းမုတ်ဆိုးတွေရဟာလို့ဆိုတာပါပဲ။တက်တဲ့တွေကိုတက်တဲ့ န်းရှာဖွေခြင်းတွေကလေးရစုအလေနဲ့နှောင်းပိုင်းမှာဒီနေရာကအသက်ဝင်လှူရှားခဲ့တယ်ဆိုတာပြသနေတယ်လို့ပါပဲ။ Osbook ရှေဟောင်းသူတေသနာအသည်နောက်ထပ်တစ်ခုကရုပ်အကျဉ်းချန်တွေကိုနောက်ထပ်လေးလာဆက်ဆင်းမှုတွေပြုလုပ်သွားလိမ့်မယ်လို့ဆိုပါတယ်။ရှေဟောင်းသူတေသနာပညာရှင်တွေကကားပါကင်းတဲ့ကိုရောင်အောင်မှာရောမလူမျိုးတွေရဲ့ရုပ်ကျွဲတွေကိုလည်းရှာဖွေတွေ့ရှိခဲ့တာပါ။ရောမလူမျိုးတွေကအစောပိုင်းရုပ်ကျွဲမုတ်ဆိုးတွေဖြစ်ကြတဲ့က Cambridgeshire မှာဒိုင်နိုဆောရုပ်ကျွဲတွေကိုရှာတွေ့ခဲ့ပူတာဖြစ်နိုင်ပါတယ်ရှင်။ အသေးဆုံးထိုင်လို့ဆိုအင်္ဂလန်တောင်ပိုင်းမှာတူဖော်နေတဲ့ကြောက်ဖြစ်ရွယ်ပညာရှင်တွေကအသေးဆုံးထိုင်လို့ဆိုဖြစ်တဲ့အရာတစ်ခုကိုတူဖော်နိုင်ခဲ့ပါတယ်။အရာကတပေလောက်ပဲရှိနေပြီးအလေးချိန်ဂရမ်ရာခနန်းလောက်ပဲရှိတာပါ။ Ashtag Manires Tobran က တစိတ်တစ်ပိုင်းကိုအမွေးတောင်တွေနဲ့ဖုံးလွှမ်းထားပြီး6တောင်တစ်ချောင်းနဲ့လမ်းလျှောက်တဲ့အစုံစားတတဝါဖြစ်ပါတယ်။ Creative Shack သုတေသနအကြောင်းစာရန်မှာသုတေသနပညာရှင် Darren Nick နဲ့ Steven Swimman တို့ကအသေးဆုံးထိုင်နိုဆောရဲ့အကျဉ်းချံတွေကိုဖော်ပြခဲ့ပါတယ်။ဒီထိုင်နိုဆောမှာဆိုရင်တော့အမီးတိုရှေ့လျတဲ့လေပင်လက်သေးပါတဲ့6တောင်တွေနဲ့လက်တွေရှိတယ်လို့ယူဆကြတာပါ။သူတို့မှာဒီကနေ့ခေတ်ငှက်တွေလိုမျိုးအမွေးတောင်တွေရှိနေပြီး200ဂရမ်နီးပါးလေးပါတယ်။ဒါတွေကိုခြုံကြည့်မယ်ဆိုရင်တော့သူတို့ကအခုခေတ်ကျအုပ်တွေရဲ့လေးစားလောက်ရှိတာဖြစ်ပါတယ်ရှင်။ တရုတ်ကဒိုင်နိုဆောရှေးအောင်သုတေသနပညာရှင်တွေကနောက်ထပ်ဒိုင်နိုဆောရှာဖွေတွေ့ရှိမှုတွေကိုပြုလုပ်ခဲ့တဲ့တရုတ်ကိုသွားကြည့်ကြည့်ကြရအောင်ပါနော်သူတို့ကခိုင်နိုရဲ့တရုတ်ပထဝီဝင်ဆိုင်ရာသမိုင်းပေါ်အမြင်တွေကိုပြောင်းလဲပေးနိုင်တဲ့ရုပ်ကျွင်းတစ်ခုတွေကိုရှာဖွေတွေ့ရှိခဲ့တာပါ တကဘာတဝမ်းကကြောက်ပြုတ်ကျွင်ပညာရှင်တွေပါဝင်တဲ့အသင်းတစ်ခုက2005ခုနှစ်ကစနေပြီးဒိုင်နိုဆော၈ကောင်ကနေ10ကောင်ရဲ့ရုပ်ကြွင်တွေကိုဒုဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ project ကိုတရုတ်သိပ္ပံအကယ်ဒမီကဦးဆောင်ခဲ့ပြီးအရိယာက Sorobot မြို့နယ်ဝင်ဒိုင်နိုဆော့ကြီးရဲ့ရုပ်ကြွင်ပဲဖြစ်ပါတယ်။အရာကလွန်ခဲ့တဲ့နှစ်184တန်းကတရုတ်တိုင်ဝမ်မှာနေထိုင်ခဲ့တာပါ။အဲ့ဒီမတိုင်ခင်က Sorobot မြို့နယ်တွေကိုမြောက်အမေရိကကအရှေ့အာဖရိကနဲ့ဥရောပမှာပဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ိုင်ပန်ပညာရှင်တွေက အရှိအာရှဟာဆိုရင်တော့စူပါကုန်းမြေတိုင်းပန်ဂိုင်ရာကနေပြီးတော့ကွဲထွက်သွားတယ်လို့ယုံကြည်ကြပါတယ်။ဒေဒိုင်နိုဆောက နီရိုဆောရိုပေါ့တ်အောက်စုတွေကတခြားဒိုင်နိုဆောတွေထက်နှစ်55တန်းစောပြီးတော့တရှိခဲ့တာဖြစ်ပါတယ်။ဒါဟာဆိုရင်တော့ပန်ဂိုင်ရာကွဲထွက်တဲ့ချိန်ကိုဖော်ပြနေကြတာပါ။ဒီတရိတ်ဆန်ကအာရှကအုပ်စုတွေကပထမဆုံးဖွဲ့ဝင်ပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကနီရိုဆောရိုပေါ့တ်တွေ Directus အချိန်ကာလမှာအာရှကိုမရောက်ရှိခဲ့ဘူးလို့ထင်နေတာပါပဲ။ ပင်လယ်တစ်ခုကတရုတ်ကိုကျန်တဲ့ပန်ဂိုင်ရာကုန်းပြင်နယ်ခြားနားထားတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒရိတ်ဆန်တွေဖြတ်မကူးနိုင်ကြတာပေါ့ရှင်။ရှာဖွေတွေ့ရှိမှုတွေကနေဖော်ပြနေတာကနီရိုဆော်ရိုပတ်မျိုးတွေကပန်ဂိုင်ရာမပြိုကွဲခင်နိုင်ငံကလေးကရောက်ရှိနေကြတယ်ဆိုတာပါပဲ။ဒေတိုင်းနိုဆော်မျိုးစိတ်တွေကအရင်ကထန်ထအထပ်ပို့ပြီးတော့အစင်မြန်ပါတယ်ရှင်။မွန်ဂိုလီးယားကတာရဲဒိုင်နိုဆော် ဒေရှာဖွေတွေ့ရှိမှုတွေကကျမတို့ကိုရှင်းငုံပြီးတော့အမဲလိုက်နိုင်တဲ့တားရဲကောင်တွေအကြောင်းကိုပုံမှုပြီးတော့နားလည်နာစေနိုင်ပါတယ်။ရှင်းအောင်သူတေသနာပညာရှင်တွေကဒေတိုင်းတို့စောရုပ်ကျင်းတွေကိုမွန်ဂိုလီးယားမှာရှာတွေ့ခဲ့တာပါ။ပြည်ပြည့်စုံလူနေပါဖြစ်နေတဲ့အယုံညံတွေကို Onbon Gosi စီရင်စုမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူကငှက်ရဲ့တူတဲ့သဏ္ဍာန်တွေရှိနေပြီး Nada Vanado Polydontax တာမမဟုတ်ရင်တော့သွားရင်အများကြီးရှိတဲ့ရှေးကူးတဲ့အမုပ်ဆိုးလို့ခေါ်ပါတယ်။ Korean Mongolia International Dinosaur Expedition ကသုတေသနပညာရှင်တွေအရဆိုရင်တော့ရုပ်ကျွင်းကို2008ခုနှစ်မှာခရီးသွားရင်းနဲ့ရှာတွေ့ခဲ့တာပေါ့အသင်းဝင်တွေကအစိပ်ပိုင်း196ခုကိုစည်ရင်ပြုစုစုဆောင်းခဲ့တာဖြစ်ပါတယ် အယ်ဘာတာတက္ကသိုလ်ကဘွဲ့ရကြောင်းသူရောဘင်ဆန်ဆက်စ်က NATO ဗနီတိုပေါ်လီဒွန်တစ်ကိုရှာတွေ့ခဲ့တာဖြစ်ပါတယ်။ကွင်းထဲမှာရုပ်ကျွင်းကိုအလုံးစုံမတိုးဖော်ရသေးတာကြောင့်ဆန်ဆက်စ်ကအဲ့ဒါအတွက် plastic jest တစ်ခုကိုပြုလုပ်ခဲ့တာပါ။စုဆောင်းထားတဲ့ရုပ်ကျွင်းအလုံးကိုပြင်ဆင်မှုအတွက်တောင်ကိုရီးယားကိုပို့လိုက်ပြီးရနောက်မှာတော့ဒိုင်နိုဆောမျိုးစိတ်အသက်ဆက်ဆက်တစ်ခုကိုသိရှိခဲ့ရပါတော့တယ်။အဲ့ဒီအရာကနူးညံ့ပြီးကောင်းမွန်စွာထိမ့်သိမ်းခံထားရတာပါ။သူ့ဘာဥကောင်းကိုရှေ့ချေကြောယုံမကြီးနဲ့နောက်ချိန်နှချောင်းနဲ့အကျဉ်းချံတွေပါရှိနေပါ တယ်။သူ့ရဲ့ပြည့်ပြည့်သွက်လက်တဲ့ပုံပေါ်တဲ့ခန္ဓာကိုယ်ကအမိဘက်မှာချွန်နေပြီးခက်တဲ့ diving ထုံးငှက်တွေနဲ့တူကသူ့ရဲ့ရှေထွက်နေတဲ့လေပင်ကခက်တဲ့ရေမှာကျဆားတဲ့ငှက်တွေကိုအမှန်ရစေပါတယ်။ရုပ်ကျဲမှာမေယိုထက်ဆိုင်တော့ပုံမှန်မဟုတ်တဲ့သွားရည်အတွက်ကလည်းရှင်နေတာပါသူတေသနာပညာရှင်တွေကအဲ့ဒါဟာငါဒါမှမဟုတ်အင်းဆက်တွေကိုစားမယ်လို့ခံမှန်းကြပါရဲ့ရှင်ပြေးဆောင်တဲ့ Play Series Store Queensland ကသိပ္ပံပညာရှင်တွေကတော့ဒေရှာဖွေတွေ့ရှိမှုတွေနဲ့ကမ္ဘာကြီးကိုအံ့ဩတောင်းလို့စေခဲ့ပါတော့တယ်။သူတို့ကရှေးဟောင်းပင်လေတွားတွားတတ္တဝါရဲ့အုံနောက်နဲ့ခန္ဓာကိုယ်အပြည့်စုံကိုရှာတွေ့ခဲ့တာပေါ့။သူမှလိမ့်လူရည်ရွယ်တွေရှိနေပြီးတက္ကလာအုပ်လိုလည်းပဲရှိရှိနေတာပေါ့။ဒေရှာဖွေတွေ့ရှိမှုမျိုးကရှားပါတယ်လို့ဝန်ခံခဲ့ကြပါတယ်။စတင်ခဲ့တာကတော့အိမ်ပိုင်ရှင်တယောက်ကသူ့ဒိုင်နိုဆောလုံးထင်တဲ့အရာရဲ့ပုံတွေကိုပို့ခဲ့တာပါပဲ။ကြောက်ဖြစ်ကျွေးပညာရှင်တွေရောက်တဲ့အခါမှာတော့ Queensland Macklin မြို့ရဲ့အနောက်ဘက်ဝေးဝေးနားက ရုပ်ကျွင်းအကုန်လုံးတူဖော်ခဲ့ပါရယ်။သိပ္ပံပညာရှင်တွေကဒလိုရှာဖွေတွေ့ရှိမှုမျိုးပြုလုပ်ဖို့အတွက်စ조사ခဲ့ပေမဲ့လည်းအရာမထင်ခဲ့ပါအောင်တော့ခေါင်းနဲ့ကိုယ်ကိုအတူတူတွေ့ရှိဖို့ဆိုတာမလွယ်ကူပါအောင်ရှင်။အကြောင်းကတော့ခေါင်းကခန္ဓာကိုယ်ကနေဝေးကွာနေလိုပါပဲ။ခေါင်းကအယုံညာရဲ့တခြားအပိုင်းတွေရာနေပြီးတော့ပြုတ်ထုတ်ထားတဲ့ပထမဦးဆုံးအရာတွေကတခုဖြစ်နေတာပါ။ဒေရှာဖွေတွေ့ရှိမှုတွေကနှစ်တန်းတရာရှိပြီလို့ယူဆကြပါတယ်။အဲဒါကမျိုးစိတ်အပေါ်မှာစိန်ကဲပြောင်းလဲမှုမျိုးတွေကိုပုံမှုပြီးတော့နားလည်စေခဲ့တာဖြစ်ပါရဲ့ရှင်။ Sorobot ရုပ်ကြွင်း2020နှစ်နောက်ပိုင်းမှာသုတေသနပညာရှင်တွေက Sorobot ရဲ့ Bedvula Andy Bira ကို Colorado Royal Geology Area မှာတွေ့ရှိခဲ့တာပါ Royal DOG Regional Museum and Historic Center ကနေရှာဖွေတွေ့ရှိခဲ့တဲ့အရာတွေကိုလူရုစီက2023ခုနှစ်မှာပြသခဲ့တာဖြစ်ပါတယ်။ဖော်ထုတ်မှုအပြီးမှာဆိုရင်တော့အနောက်ပိုင်းကြောက်ဖြစ်ရုပ်ကျွင်းပိုင်းဆိုင်ရာလူအဖွဲ့အစည်းလှုပ်အားပေးတဲ့သူတွေကရုပ်ကျွင်းတွေကိုပြလိုက်မှာထိမ့်သိမ်းထားဖို့လုပ်ခဲ့တာပေါ့။2022ခုနှစ်မှာလူတယောက်က Royal DOG ဒေသအများပိုင်းမြေမှာရုပ်ကျွင်းတွေကိုခလုတ်တိုက်မိခဲ့တာပေါ့။ သူကမြေယာစီမံကိန်းခံခွဲရေးဘူရိုကိုအပရိယာကဘာလဲဆိုတာကြည့်ဖို့အတွက်ခေါ်ခဲ့ပါတယ်။အတင်းကနောက်ထပ်သိပ္ပံပညာရှင်အဖွဲ့နဲ့တူရုပ်ကျွေးတွေကိုတူဖော်ဖို့ရောက်ရှိလာခဲ့တာပါ။တူဖော်ရေးစတင်ခဲ့ပြီးတော့အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ရုပ်ကျွေးတွေကိုပြင်ဆင်ဖို့လှုပ်အားပေးတွေကိုခေါ်ခဲ့တာပါ။သူတို့ရဲ့အလုံးမှာပါဝင်တာကရုပ်ကျွေးမှာလက်ရှိဝင်းရံနေတဲ့ plaster jacket cast ကိုဖြတ်တောက်ခြင်း၊ပပလက်လေမှာကြန့်ရှိနေတဲ့မြေတွေကိုဖယ်ရှားခြင်းတွေပါဝင်ပါတယ်။ သူတို့ကကွဲရတာတွေပဲ့သွားတဲ့အပိုင်းတွေကိုကတ်ဖို့အတွက်ဓာတ်ရုပ်တွေကိုအသုံးပြုကြတာပါဆော်ရိုပေါ့တွေကအသီးအဝါစာတတ္တဝါတွေဖြစ်နေပြီးဒိုင်နိုဆောအဖွဲ့အကွဲတစ်ခုဖြစ်ပါတယ်သူတို့ရဲ့ရှေ့လျတဲ့အလေပင်အမိနဲ့ကြီးမားတဲ့ခြေထောက်တွေကြောင့်ထင်ရှားတာပါဆော်ရိုပေါ့တွေဟာဆိုရင်တော့ National History Museum အရာအကြီးဆုံးကုန်းတွေတတ္တဝါဖြစ်ပါတယ်ဆော်ရိုပေါ့မျိုးစိတ်ပေါင်း600ဝန်းကျင်ရှိတာပါရှင်အာဖရိကကတတ်တန်းအရင်ဆုံးဒိုင်နိုဆော ကျောင်းပြုတ်ကျင်ပညာရှင်တွေကကြီးမားတဲ့အစောဆုံးဒိုင်နိုဆောတွေကိုဖောက်ထုတ်နိုင်ခဲ့ပြန်ပါပြီ။သူတို့က spec လို့ခေါ်တဲ့အရာတွေကိုရှာတွေ့ခဲ့ပြီးတော့တစ်ချိန်ကတမိုင်းမတိုင်းမီဇန်ဘာဘွေရဲ့ရေလွှမ်းနေတဲ့မြေကြီးတွေမှာပြန့်နှံ့နေထိုင်တဲ့ပုံမိုသေးငယ်တဲ့အစုံစားတတ္တဝါလို့ယူဆကြတာပါ။ဒီဒိုင်နိုဆောတွေကို Amerosaurus Rock Arctic လို့နာမည်ပေးခဲ့ကြတာပါ။ အကြောင်းကတော့သူ့ကိုဇင်ဘာဘွေကနေမြေတစ်ခုဖြစ်တဲ့အမေရိကန်မှာရှာတွေ့ခဲ့လို့ပါပဲသူ့ကိုဒီနေမြေမှာရုပ်ကြွင်းအကြောင်းပထမဆုံးတင်ပြခဲ့တဲ့ Michael Rock အရဲ့အမိကိုအစွဲပြုပြီးတော့လဲပေးခဲ့တာဖြစ်ပါတယ်ဒေသတော်ဝါကအာဖရိကမှာအသက်ကြီးဆုံးဒိုင်နိုဆောဖြစ်နေပြီး Diplodocus လိုမျိုးကနဝင်ဒိုင်နိုဆောတွေရဲ့အစောပိုင်းနေရက်တွေကိုကိုးစားပြုပေးနေပါတယ်ဒေရှာဖွေတွေ့ရှိမှုတွေကရှာဒီဥတုပြောင်းလဲမှုကအပင်နဲ့တရိတ်ဆန်တွေကိုဘလို့တက်ရောက်တယ်လဲဆိုတာတွေကို ပုံမှန်နားလည်ဖို့အတွက်စူးစမ်းအားထုတ်မှုတွေကနေပြီးတော့ရ ှိလာခဲ့တာဖြစ်ပါတယ်။ Triassic ကာလအတွင်းမှာဒိုင်နိုဆောတွေကကမ္ဘာတဝန်းမှာပြန့်နှံ့နေခဲ့ပြီးအစောဆုံးရုပ်အကျဉ်းချန်တွေအရဆိုရင်တော့ Triassic ရဲ့အမေရိကနဲ့အိန္ဒိယနဲ့တူညီတဲ့လက်တီကျူရှိတဲ့ဒေတာတွေမှာပဲတွေ့ရပါတယ်။အလားတူသက်တမ်းရှိတဲ့ရုပ်ကျဉ်းတွေကိုဆန်ပါပေမှာတွေ့ရှိရလို့သတင်းပို့ကြတဲ့အခါမှာတော့ကြောက်ပြုတ်ကျွဲပညာရှင်တွေကနောက်ထပ်ရှိမယ်ဆိုတာသိခဲ့ကြတာပါ။ တရုတ်စားတဲ့ရှာဖွေခဲ့ပြီးတော့ခမန်းနာထက်ကိုပိုရခဲ့ပါတယ်။ဒူဖော်ရှာဖွေမှုတစ်ခုမှဆိုရင်တော့အမီရိုဆောရက်စ်ရဲ့ဘယ်ဘက်ပေါင်ရိုးတွေကိုရှာတွေ့ခဲ့ပြီးသူတို့ဒူဖော်လိုက်တဲ့အခါသူတို့ကင်ထားတာကအာဖရိကမှာရှာတွေ့ဘူးသမျှတွေမှာမှတက်တန်းအရင်ဆုံးနဲ့ထင်ရှားတဲ့ထိုင်းလို့ဆောဆိုတာသိရှိသွားခဲ့ပါတယ်။အစိပ်ပိုင်းတွေကပြည့်စုံပြီးဆော်ရိုပေါ်တာမော့ဆိုတဲ့အောက်စုဝင်ဖြစ်ပါတယ်။ အနာကအကြံအဖြစ်နှစ်တန်းပေါင်း230တက်တန်းရှိနေပြီးပြည်စုံတဲ့အယုံညာအရှိချမ်းနဲ့နောက်ချမ်းစိတ်ပိုင်းတွေပါရှိတာပါအမီရိုဆောရက်စ်တွေကဘိုးဘေးတွေဖြစ်တဲ့ဆော်ရိုပေါ့တွေတင်းငယ်တဲ့အစုံစားတတ္တဝါတွေဖြစ်တဲ့အချိန်ကနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ကြည့်နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြတာပေါ့နော်။ Bye bye ။